မင်္ဂလာပါခင်ဗျာယခုတစ်ပတ်အတွက်လကွေးဟင်စာစဉ်ကကောက်ရရှိထားတဲ့မွန်ဒီတာတွင်လူခွင့်ရေးချိုးဖောက်ခံရမှုတိုက်ပွဲဖြစ်ပွားမှုအခြေအနေချက်လက်တချို့နဲ့တရင်ဖြစ်စဉ်တချို့ကိုတင်ဆက်ပေးသွားပါမယ်ပထမဆုံးအနေနဲ့ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းလကွေးဟင်စာစဉ်ကကောက်ရရှိထားတဲ့အချက်လက်တွေကမွန်ပြည်နယ်အတွင်းလူခွင့်ရေးချိုးဖောက်ခံရတဲ့အခြေအနေဟာပုံမဆိုးရွားလာနေစေဖြစ်ကြောင်းတွေ့ရှိရပါတယ်ဖေဖော်ဝါရီလတစ်လတာအတွင်းတပ်ဖြတ်ခံရသူ15ဦးထိရှိခဲ့ပြီးအမျိုးသား17ဦးအမျိုးသမီး2ဦးနဲ့ဂျန်တာအတိမပြည့်နိုင်သူ3ဦးထိရှိခဲ့ပါတယ် ထိခိုက်ဒဏ်ရာရသူကတော့24ဦးထိရှိခဲ့ပြီးစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရသူပေါင်း64ဦးထိရှိခဲ့ပါတယ်။ပြည်သူတွေဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေမှာစစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေအစုလိုက်ပြုံလိုက်အတင်းအဓမ္မတသားသက်စုဆောင်ခံရတာတွေလည်းပါဝင်နေပါတယ်။စစ်ကောင်စီကပြည်သူတွေကိုတပ်ဖြတ်တာထိခိုက်ဒဏ်ရာရရှိအောင်လှုပ်ဆောင်တာတွေအပြင်လေကြောင်းတိုက်ခိုက်မှုဒဏ်သက်ကြီးတွေနဲ့ပြစ်ခတ်မှုတွေကြောင့်ဖေဖော်ဝါရီလတလတာအတွင်းမွန်ပြည်နယ်ရှိစာတင်ကျောင်းတစ်ကျောင်းဘာသာရေးအဆောက်အအုံ၃ခုအပါအဝင်ပြည်သူ့နေအိမ်ပေါင်း90နီးပါးပျက်စီးခဲ့ရပါတယ်။ ၎င်း၏စတင်ကနေကောက်ရရှိထားတဲ့တိုက်ပွဲဖြစ်ပေါ်မှုအချက်လက်တွေအရဖေဖော်ဝါရီလအတွင်းကြိုက်ထိုဘီလင်းကြိုက်မရော်ရင်းမြစ်နယ်တို့မှာစုစုပေါင်းတိုက်ပွဲ73ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ဘီလင်းမြစ်နယ်မှာတော်လရင်အင်အားစုတွေဘက်ကတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ပြီးစစ်ကောင်စီဘက်က၄ကြောင်းတိုက်ခိုက်မှု၄ကြိမ်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှု6ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။ကြိုက်ထိုမြစ်နယ်မှာတော်လရင်အင်အားစုဘက်ကတိုက်ခိုက်မှု2ကြိမ်ဒရုန်းနဲ့တိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ပြီးစစ်ကောင်စီဘက်ကဒရုန်းတိုက်ခိုက်မှု2ကြိမ်၄ကြောင်းတိုက်ခိုက်မှု6ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။ တိုက်မျိုးမျိုးနယ်မှာတော့စစ်ကောင်စီဘက်ကတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့တယ်လို့ရင်းမြူနယ်မှာတော့တုံလိုင်းရဲတပ်ဖွဲ့တွေဘက်ကတိုက်ခိုက်မှု၃ကြိမ်ဒရုန်းနဲ့တိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့ကြောင်းလကွင်းစာစင်ကကောက်ယူထားတဲ့အချက်လက်တွေအသိရှိရပါတယ်ခင်ဗျာပြီးခဲ့တဲ့မတ်လ9ရက်နေ့ကရင်းမြူနယ်မှာရေလုံသားတွေကိုစစ်ကောင်စီတပ်ကရိုက်နှက်ခဲ့တဲ့အကြောင်းဆက်ပြီးပြောပြပေးတော့ပါမယ်မွန်ပြည်နယ်ရင်းမြူနယ်ကပြာဝကြီးရွာအနီးကပင်လယ်ပြင်မှာ ုပ်ချုပ်ရေးမှူးလက်မှတ်မပါလို့ဆိုပြီးငါးဖန်ထွက်တဲ့ရေလုတ်သား၅ဦးကိုစစ်ကောင်စီတပ်ကရိုက်နှက်ခဲ့တာကြောင့်ဒဏ်ရာတွေရရှိခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။မတ်လ9ရက်နေ့မှာကဗျာဝကြီးဝါကရေလုတ်သားတွေပင်လယ်ကိုငါးဖန်ထွက်ဖို့ဆက်လိနေအထွတ်ပင်လယ်ဝအရောက်မှာစစ်သည်မောနဲ့တွေ့ခဲ့တာကြောင့်ရေတက်ကခေါ်ယူဆစ်ဆေးခဲ့ပြီးကြီးပြအုပ်ချုပ်ရေးမှူးကထုတ်ပေးတဲ့ပင်လယ်ထွက်ခွာခွင့်လက်မှတ်မပါလို့ဆိုပြီး ရေလုတ်သားတွေကိုဒူးထောက်ခိုင်းကပူလီကျိုးတွေနဲ့ကြောပြင်တွေကိုရိုက်နှက်ခဲ့တယ်လို့ဆိုပါတယ်။ ထို့သို့ရိုက်နှက်ပြီးနောက်ချင်းချောက်ပြောဆိုပြီးရေလုတ်သားတွေကိုပြန်လွှတ်ပေးလိုက်ပြင်မဲ့ရေလုတ်သားတွေကပင်လယ်ငါးဖက်မထွက်နိုင်တော့ပဲကြေးရောက်ကိုပြန်လှည့်လာရတယ်လို့သိရပါပဲ။ရိုက်နှက်ခံခဲ့ရတာကြောင့်ရေလုတ်သားတွေရဲ့ကြောပြင်တင်ပါနဲ့ပေါင်တွေမှာအညိုမဲဆွဲတန်ရတဲ့ရရှိခဲ့ပြီးတချို့ကသူ့ရဲ့အနေနဲ့ဖြစ်ခဲ့တာကြောင့်ဆေးကုသမှုခံယူနေရတယ်လို့တတင်းရင်းမြစ်ကပြောပါတယ်။အဲ့ဒီစစ်တင်မောဟာကဗျာဝပင်လယ်ဝကိုရောက်ရှိနေတာသုံးဘက်ကရှိနေပြီဖြစ်ပြီးငါးဖက်ဆက်လက်တွေကိုစစ်စီက73စီနဲ့ငါးတွေတောင်းယူလေးရှိတယ်လို့သိရှိရပါတယ် ောက်ထပ်အကြောင်းအရာတစ်ခုကတော့မွန်ပြည်နယ်တွင်းလက်လက်နေတဲ့ရက်ကွက်နဲ့ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုတွေနဲ့စစ်ရေးဝန်ထမ်းတွေကိုအမြန်ဆုံးပြန်ခန့်ကြဖို့စစ်ကောင်စီကမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကညွှန်ကြားထားတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။မြေပြင်ကွင်းစင်းကောက်ယူနေတဲ့လူဦးရေစီးရင်တွေလက်ရှိအခြေအနေနဲ့ကိုင်းငြိမ်မှန်ကန်မှုရှိစေရေးပြန်လည်ဆန်းစစ်နိုင်မှုလုံလောက်တဲ့ရက်ကွက်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုတွေနဲ့စစ်ရေးဝန်ထမ်းတွေမရှိတာကြောင့်အမြန်ခန့်မှုညွှန်ကြားတာဖြစ်ကြောင်းလုံခြုံရေးအရာအမည်မဖော်လို့သူဘီလင်းမြို့နယ်ရက်ကြီးအုပ်ချုပ်ရေးမှုတူဦးကပြောပါတယ်။ ဒါပေမဲ့လက်တွေ့အခြေအနေအရအသက်အမားခံချက်မရှိတဲ့ဒီလုပ်ကိုလုံရဲသူတွေရှိမှာမဟုတ်တလို့ဘီလီမြို့နယ်ကားလန်အရှိတ်တကြောမှာအုတ်ချုပ်ရေးမှုတွေမရှိတော့တလို့ကျန်တဲ့အုတ်ချုပ်ရေးမှုတွေကလည်းထွက်စာတင်ထားပြီးထွက်ခွင့်မရတာကြောက်တာကြန့်ရှိနေတာလို့လကွန်းရင်ရဲ့တရင်ရင်းမြစ်ဖြစ်သူအဆိုပါဘီလီမြို့နယ်ရက်ကြီးအုတ်ချုပ်ရေးမှုကပြောပါတယ်နောက်ဆုံးပြောပြပေးသားမယ့်နောက်ဆက်တွဲသိရှိချက်တင်ပြပုံကတော့မွန်ပြည်နယ်ပေါင်မြို့နယ်ကစစ်ကောင်စီဖမ်းဆီးထားတဲ့မိသက်ဦးစီးမှုနဲ့ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဒူးဦးစီးမှုတို့ပြန်လည်လွတ်မြောက်လာပြီလို့သတင်းရင်းမြစ်တွေကနေသိရှိရပါတယ် ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တွေနဲ့ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ပြီးခဲ့တဲ့ February လကတည်းကမိသက်ဌာနအဖွဲ့ဝင်တွေပေါင်မြို့နယ်ကလုံလန်းရှင်တွေပါဝင်လူ6ဦးကိုစစ်ကောင်စီကဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။မိသက်ဦးစီးမှုဦးမြတ်ကိုကိုထွေဥတ္တဦးစီးမှုဦးကျော်မျိုးတို့ဟာအခုတော့ဘာပြစ်မှမရှိဘူးလို့ဆိုကစစ်ကောင်စီဘက်ကပြန်လွှတ်ပေးလိုက်တယ်လို့ပေါင်မြို့နယ်နေသူတရင်ရင်မြတူကပြောပါတယ်။လကွေးရီစာစင်ကကောက်ယူရရှိထားတဲ့စစ်တမ်းတွေက2024ခုနှစ်တွင်မွန်ပြည်နယ်မှာစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရသူ365ဦးအထိရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ နောက်တော့ဆင်မေးကြတဲ့တောတာရှင်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့လကွေးဣစာစင်ကနေဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။လာမယ့်သတင်းပတ်တွေမှာလည်းလကွေးဣစာစင်ကတင်ဆက်ပေးသွားမယ့်သတင်းတွေကိုစောင့်မျှော်နှားဆင်ရင်မိမိတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အမျိုးသားတန်းလူညီခွင့်များအတွက်အချင်းချင်းရိုင်းမင်းကူညီရင်တိုက်ပွဲဝင်သွားကြဖို့လကွေးဝိုင်းတော်သားများကတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။အာနာရှင်တို့ရဲ့ဘေးဒုက္ခအမျိုးမျိုးကနေကင်းဝေးပြီးအာနာရှင်ကိုတော်လှန်မဲ့အရေးတော်ပုံအောင်မြင်ပါစေကြောင်းလကွေးဝိုင်းတော်သားတွေကကိုစားဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။